ဖြစ်ပအလုတ်ကိုင်အေဂျင်စီ28ခုကိုအခွန်ပေးဆောင်ဖို့နဲ့ပြက်ကွက်ရင်အမိပြက် blacklist ဆင်းတင်သွားမယ်လို့စစ်ကောင်စီအလုတ်သမားဝန်ကြီးဌာနကကြေညာထားပါတယ်။အေဂျင်စီတွေအနေနဲ့2023-2024ဘဏ္ဍာရေးနှစ်မှာဖြစ်ပကိုလုတ်သားဆီလွတ်ခဲ့တာရှိပေမယ့်အခွန်မဆောင်သေးရာကြောင့်မေလ31ရက်နောက်ဆုံးထားကသက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွေစီအခွန်စီးကျက်မှုခံယူပြီးအချိန်မီတင်ပြဖို့ကြေညာကြမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်းဖြစ်ပလုတ်ကိုင်အေဂျင်စီ485ခုမှအလုတ်သမား တသိန်းသုံးသောင်းတထောင်ကျော်ကိုဆစ်လွတ်ထားခဲ့ကဆစ်လွတ်ခဲ့တဲ့အလုသမားတွေအတွက်ကုန်သွယ်လုပ်ငန်းခွင့်ပေးဆောင်ဖို့စစ်ကောင်စီဩဇာခံအလုသမားဝန်ကြီးဌာနကမေလာဇန်းပိုင်းမှာကဏ္ဍဦးသတိပေးထားပါတယ်အလုသမားဆစ်လွတ်ခဲ့တဲ့အေဂျင်စီတွေနဲ့အေဂျင်စီ28ခုအခွန်မဆောင်ရသေးလို့သတင်းပေးပို့တာမရှိသေးလို့ထုတ်ပြန်ကြေညာထားတာလို့အလုသမားညွှန်ကြားရေးဦးစီးဌာနသတင်းရင်းမြစ်တွေကသိရပါတယ်တချို့အေဂျင်စီတွေဆိုရင်ဌာနကတော့ဆက်သွယ်မရတာတွေရှိရဲ့အခွန်မဆောင်ရင်ထိထိရောက်ရောက်အရေးယူဖို့အထက်ကလည်းညွှန်ကြားထားတယ် ပြည်ပလောက်ကင် agency တွေအနေနဲ့ဆေလွတ်ခဲ့တဲ့အလုပ်သမားတွေကရရှိခဲ့တဲ့ဝန်ဆောင်ကားရဲ့900ခန်းလုံးကိုကုန်သွယ်လုပ်ငန်းကွန်ပေးဆောင်ကြရတာလို့အဲ့ဒီလုပ်ငန်းနဲ့နှိဆက်သူတွေစီကပြောပါတယ်အခွန်ပေးဆောင်ဖို့ပြက်ကပ်ခဲ့တဲ့ agency တွေကိုလုံသားဆေလွတ်ခွင့်ပိတ်တဲ့အထိအေးအေးယူတဲ့ဖြစ်ရတယ်လည်းရှိခဲ့ပါတယ်လက်ရှိမှာပြည်ပကိုလုံသားဆေလွတ်ခွင့်အကျိုးဆောင်လိုင်စင်ရယူထားတဲ့ agency 600ကျော်ရှိပေမဲ့လုံသားဆေလွတ်ခဲ့တဲ့ agency 485ခုရှိရာကြောင့် agency တရားကျော်ကလိုင်စင်ရယူပြီးလုံသားမပို့နိုင်ဘူးလို့ထုတ်ပြန်ချက်တွေရသိရပါတယ်